for you cinema application ကို android ထဲမှာဆိုလို့ရှိရင် play store ကနေတဆင့် fy cinema မြန်မာကိုရိုက်ထည့်ပြီးတော့ download ဆွဲပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ရှင် ios phone ထဲမှာဆိုလို့ရှိရင်တော့ app store ထဲကနေတဆင့် for you cinema ကို download ဆွဲပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ရှင် for you cinema application နဲ့ဝင်မယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်နဲ့ရိုက်ထည့်ရမှာဖြစ်ပြီးတော့ဖုန်းနံပါတ်ရဲ့ message မှာကြလာတဲ့ OTP code ကိုပြန်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ ထို့နောက်ဇကဝတ်ကိုတတ်မှတ်ပေးပါပြီးလို့ရှိရင်ဒုတိယအကြိမ်ဇကဝတ်ကို အတီးပြုပေးပါအားဆိုလို့ရှိရင် for you cinema application ကိုစတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် For you cinema application ကို Android phone တွေပါမှာက Android TV နဲ့လည်းကြည့်ရှုအားပေးလို့ရရယ်နော်။ရုပ်ရှင်မှာဆိုလို့ရှိရင်တော့ပတ်စံပေးပြီးကြည့်ရတဲ့ရုပ်ရှင်နဲ့အခမဲ့ကြည့်ရတဲ့ရုပ်ရှင်ဆိုပြီးနှစ်မျိုးရှိပါတယ်။ပတ်စံပေးပြီးကြည့်ရတဲ့ရုပ်ရှင်ဆိုလို့ရှိရင် KBZ Pay, Wave Pay, AR Pay, CB Pay တို့နဲ့ဝယ်ယူကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ ်နိုင်ငံခြားအနေဝယ်ယူကြည့်ရှုခြင်းသူများအတွက် Visa Master များလည်းပါရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဇက်ကားဝယ်ယူရရင်လေမိမိတယောက်တည်းအတွက်တာမကတခြားသူများအတွက်ပါဝယ်ယူပေးလို့ရမှာဖြစ်ပါတယ်ဇလန်းရွဲထဲမှာဆိုရင်တော့ပတ်စံပေးပြီးတော့ကြည့်ရှုရတဲ့ဇလန်းရွဲနဲ့အတူအခမဲ့ကြည့်ရှုလို့ရမယ့်ဇလန်းရွဲတွေလည်းပါရှိမှာဖြစ်ပါတယ်ပတ်စံနဲ့ပေးဝယ်ကြည့်ရတဲ့ဇလန်းရွဲတွေဆိုရင်တော့ KBZ Pay, Wave Pay, AR Pay, CB Pay တို့နဲ့ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ နိုင်ငံသားမှဝယ်ယူကြည့်ရှုခြင်းသူတွေအတွက်လည်း Visa Master များပါဝင်တာကြောင့်မိမိတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ပြီးတော့ဇကားတွေဝယ်ယူတဲ့အခါမှာကိုယ့်တယောက်တည်းအတွက်သာမကတခြားသူတွေအတွက်ပါလက်ဆောင်ဝယ်ပေးလို့ရမှာဖြစ်ပါတယ်။တခြားသူများအတွက်ဝယ်ပေးခြင်းနဲ့ဆိုပါကမိမိဝယ်ခြင်းသောဗီဒီယိုရုပ်ရှင်သို့မဟုတ်ဇာတ်လမ်းတွဲသို့ဝင်ပါမိမိဝယ်ပေးလို့သောဇာတ်လမ်းတွဲကိုနှိပ်ပါတခြားလူအတွက်လက်မှတ်ဝယ်ပေးရန်ကိုနှိပ်ပေးပါ ကောက်နံပါတ်ထည့်ရိုက်ပြီးဝယ်ပေးလို့ရတယ်လို့ QR scan ဖြစ်လဲဝယ်ပေးလို့ရမှာဖြစ်ပါတယ်ပြီးတော့မိမိဝယ်ပေးခြင်းတဲ့သူရဲ့ QR scan သို့မဟုတ်ကောက်နံပါတ်ကိုတော့ for you application ရဲ့အစတင်နဲ့ဝင်ပြီးအသုံးပြုကောက်နံပါတ်သို့မဟုတ် QR code ကိုဝင်ပြီးသိရှိနိုင်မှာဖြစ်ပါတယ်